ုလက်တလောကြားနေရတဲ့သတင်းတွေကလို့ကိုဗစ်ပြင်းဖြစ်နေပြီဆိုတာတကယ်လားဗီဇပြောင်းကိုဗစ်ရောဂါရဲ့အခြေအနေကဘယ်လိုရှိသလဲအရှိတောင်အရှရဲ့ထိုင်းနိုင်ငံနဲ့ဖိလစ်ပိုင်နိုင်ငံမှာကိုဗစ်ရောဂါပြန့်ဖြစ်နေ မင်္ဂလာပါရှင်ဒီအစီအစဉ်မှာ2019ခုနှစ်ကစလို့တကဘာလုံးစီပြန့်နှံ့ခဲ့တဲ့ကိုဗစ်ကပ်ရောဂါဝေဒနာဟာဖြစ်ပွားနှုံးတက်လာတာကြောင့်အခုအချိန်ထိစိုးရိမ်ရတဲ့အခြေအနေလားဆိုပြီးဒွိဟဖြစ်နေကြတဲ့ခေါင်းစဉ်ကိုကျန်းမာတူတာအကြောင်းအရာဖြစ်နေရော အချက်လက်အရာပါပေါင်းစပ်တင်ဆက်ပေးသွားပါမယ်ကိုရိုင်းဆုံးဖြတ်လို့ရအောင်နားဆင်ကြည့်ကြပါဦးနော်ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားရာအစား COVID-19 ဆိုတဲ့အတိုင်း2019ခုနှစ်မှာစတင်ဖြစ်ပွားလို့တကဘာလုံးစီပြန့်နှံ့ခဲ့တဲ့ကဲ့ရောဂါဝေဒနာကို အခုအချိန်အခါမှာစိုးရိမ်ရသည်သလားလို့တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်ပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကထုတ်ပြန်ခဲ့တဲ့အချက်အလက်ပေါ်အခြေခံလို့ကြည့်ကြမယ်ဆိုရင်2019ဒီဇင်ဘာလမှာပထမဆုံးကိုဗစ်ရောဂါပေါ်ပေါက်လာပြီးနောက်ပိုင်းကမ္ဘာတဝန်းလုံးမှာကိုဗစ်ဖြစ်ရပ်စုစုပေါင်း989တန်းခန့်နဲ့သေဆုံးသူ9တန်းကျော်ရှိခဲ့ကြောင်းတရံဝင်မှတ်တမ်းဖော်ပြချက်အရသိရှိရပါတယ်။ ဒီကိုဗစ်ကပ်ရောဂါကြောင့်နိုင်ငံအသီးသီးရဲ့လူမှုအသက်အန္တရာယ်ထိခိုက်မှုများတာနဲ့ကျန်းမာရေးစနစ် တွေအပေါ်ဖိအားများလို့ကြီးကြီးမားမားနှိပ်စက်ခြင်းကိုခံခဲ့ကြရပါတယ် ဒါ့အပြင်စီးပွားရေးကုန်သွယ်ရေးအနေနဲ့ကြီးကြမယ်ဆိုရင်လည်းပြင်းထန်တဲ့ထိခိုက်ဆုံးရှုံးမှုများဖြစ်ခဲ့တယ်လို့ပြောနိုင်ပါတယ်။နိုင်ငံပေါင်းများစွာကပြည်သူတွေအားလုံးဟာကူးစက်ကက်ရောဂါကာကွယ်ဖို့ရန်အတွက်လူတွေအတွက်နေရထိုင်ရအခက်ဆုံးပါလို့ပြောရမှာဖြစ်တဲ့အိမ်တွင်အချင်းချင်းဆိုပြီးစကလုံးခက်ချက်ချင်းပြောဆမှတ်ပြုရသည့်တိုင်အောင်အိမ်ထဲကအိမ်ပြင်မထွက်ပဲအိမ်တွင်အောင်လို့လော့ကဒေါင်းနေထိုင်ဖို့ကိုအဲ့ဒီနှစ်များမှာမဖြစ်မနေလိုက်နာခဲ့ကြရပါတယ်။ ကိုဗစ်ဗီဇပြောင်းရောဂါဝေဒနာကိုဘယ်လိုခေါ်ကြမလဲ2019ခုနှစ်ကစတင်ဖြစ်ပေါ်တဲ့ဒီကက်ယောဂါဟာ3နှစ်တိုင်တိုင်ကြာခဲ့ပြီးတဲ့နောက်2022ခုနှစ်နောက်ပိုင်းမှာတော့ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှုနှုန်းများလာတာနဲ့လူရဲ့ကိုယ်ခန္ဓာတုံ့ပြန်ပုံပြောင်းလဲတိုးတက်လာတာတွေကြောင့်ယာဂိုင်းနှုန်းအချို့ကျလို့ကြည့်ကြမယ်ဆိုရင် အခုကာလမှာကူးစက်နှုန်းနဲ့သေဆုံးမှုနှုန်းဟာအရင်နှစ်တွေကနေစရင်ညှော်နေလာပြီလို့ပြောနိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်လို့ခေါ်တဲ့နဲ့ကိုဗစ်ရောဂါပိုးကိုယ်တိုင်ကလည်းပဲမျိုးရိုးဗီဇာပြောင်းလဲလာတယ်ရှိပါတယ်။ဗိုင်းရပ်စ်ပိုးကို Alpha, Beta, Delta နဲ့ Omicron စသဖြင့်နာမည်တက်လို့ခေါ်တဲ့ဒီ COVID virus ရဲ့ဂျင်းမျူတေးရှင်းပြောင်းလဲလာခြင်းလို့ပြောနိုင်တာပေါ့နော်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကကိုဗစ်ကပ်ရောဂါရဲ့အရေးပေါ်အဆင့်ကာလဟာ2023ခုနှစ်မေလမှာပြီးဆုံးကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစလို့ဒီကိုဗစ်ကပ်ရောဂါကိုရာသီဥတုအပြောင်းအလဲမှာဖြစ်တတ်တဲ့တုပ်ကွေးဝေဒနာဖလူးကဲ့သို့ပေါ့နော်ခဏခဏပြန်လဲပေါ်ပေါက်လာတတ်ပြီးတော့အခက်မသင့်တဲ့အချိန်မှာရာသီမရွေးရောဂါရတတ်တဲ့ entertainment လို့ပြောမှာပေါ့နော်မြမမှုပြုရရင် အကျွမ်းဝင်ယောဂါဆိုပါတော့ဒီလိုယောဂဝေဒနာတစ်ခုအဖြစ်ပြောင်းလဲလာပါကြောင်းကျွမ်းကျင်ပညာရှင်များကဆိုထားပါတယ်လူတုနဲ့တူတူနေထိုင်တတ်တဲ့ကိုရိုနာဗိုင်းရပ်စ်ကိုဗစ်ယောဂါကအခုအချိန်ထိတို့တွေဘေးနားမှာရှိနေစေဖြစ်ပါတယ်နော် ညသောအဖြစ်ကိုဗစ်ဝေဒနာခံစားရအဖြစ်လွယ်သူများကတော့အိုင်အင်နေတတ်တဲ့အသက်အရွယ်ကြီးရင်သူများငကိုကလေးကကိုခံအားနည်းနေသူများနဲ့ယောဂတစ်ခုခုရှင်းနေပြီးသားသူများသို့မဟုတ်အမြဲတမ်းဆီးတစ်ခုခုကိုတောင့်တုံးနေရတဲ့ကျန်းမာရေးပြဿနာရှိသူများအတွက်မှာတော့တာမန်သွာလာလှုံ့ရှားအင်းအားကောင်းမှုနဲ့ဆိုင်ရင်တော့ပြင်းထန်တဲ့ယောဂလက္ခဏာဖြစ်နိုင်ချေမြင့်မာနေဆဲဖြစ်တယ်လို့ပြောရပါမယ်။ အနောက်နိုင်ငံတစ်ခုဖြစ်တဲ့ဩစတြေးလျနိုင်ငံမှာ2025ခုနှစ်အတွင်းယခုအချိန်ထိကိုဗစ်ဖြစ်ရပ်ပေါင်း9800ခန့်ရှိတယ်လို့အတည်ပြုချက်စာတမ်းမှာတင်ပြထားပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းစမ်းသက်စစ်ဆေးခြင်းအလုပ်နေလာတဲ့အတွက်ကြောင့်မျိုးတကယ်အရေးအအတွက်ဖြစ်ပွားနှုန်းမှာတော့တိထက်ပိုနိုင်ပါတယ်လို့လည်းယူဆကြပါတယ်။ ိုဗစ်လက္ခဏာများနဲ့ဖြစ်ပွားမှုကြားခြင်းကိုဆက်လို့နှาศင်ကြည့်ရအောင်ပါလက်ရှိမှာ ကိုဗစ်ဖြစ်ကြောင်းတွေ့ရတဲ့လက္ခဏာများကတော့အဖျားတက်ခြင်းချောင်းဆိုးခြင်းလေချောင်းနာခြင်းနှာစေးနာပိတ်ခြင်းနဲ့အသက်ရှူရခက်ခဲခြင်းတို့ကအများဆုံးတွေ့ရတဲ့လက္ခဏာများဖြစ်ပါတယ် တချို့လူနာမှာဖြစ်တတ်ပြီးတော့တချို့လူနာများမှာမခံစားရတတ်တဲ့လက္ခဏာမျိုးတွေကတော့ပင်မနှံနေတာကြွက်သားနဲ့ကိုခန္ဓာကိုက်ခဲတာခေါင်းကိုက်ခြင်းဖြစ်တာနဲ့အခက်မသင့်တဲ့အခါမှာဝမ်းလျှောခြင်းသို့မဟုတ် off and ခြင်းကိုခံစားရနိုင်တာပါကိုဗစ်ရောဂါစတင်ကူးစက်ခဲ့ကြတဲ့အချိန်တွေတုန်းကတော့လူနာကဘယ်တစ်ခုကိုမှအနက်မရတော့တာလုံးဝအနက်ပြောက်တာဆိုတော့ anosmia sign အတွေ့များခဲ့ပါတယ် ဒီလိုအနဲ့မရတော့တဲ့လက္ခဏာမျိုးကိုအခုနောက်ပိုင်းကိုဗစ်ဝေဒနာခံစားရသူတိုင်းမဖြစ်ကြပါနဲ့လို့အခုမျိုးဗီဇာပြောင်းလာတဲ့ကိုဗစ်ခေတ္တဗိုင်းရပ်စ်ပေါ်မှာကူးစက်ခြင်းမှာဆက်လို့တွေ့ရနိုင်ပါသေးတယ်။ကိုဗစ်ရောဂါကူးစက်တဲ့အခါအချိန်ကာလအပြင်ဘလောက်ကြာနိုင်တယ်လဲဆိုရင်ခံစားရတဲ့ဝေဒနာအပေါ်မူတည်လို့ခွဲခြားပြောပါရနော်။ my symptoms လောက်တာဖြစ်တဲ့သူများမှာဆိုရင်9ရက်ကနေ10ရက်ခန့်အထိကြာမြင့်နိုင်ပါတယ်။ တချို့မှာနည်းနည်းပိုလို့ယောဂဝေဒနာပြင်းထန်သူများအတွက်ဆယ်ရက်နဲ့အထက်ဝေဒနာခံစားရတာ ရှိတတ်ပါတယ်။ တကယ်လို့များဝေဒနာပြင်းပြင်းကိုရေရှည်ခံစားဖြစ်ပွားနေရသူမှာဆိုရင်ယောဂလက္ခဏာများအနေနဲ့ကဖျားနာတာအပြင်ကိုယ်ခန္ဓာပင်ပန်းနွမ်းနယ်နီးတက်မယ်အသက်ရှူရာခက်ခဲခြင်း ဖြစ်တတ်တယ်အယိုးအစစ်နာကျင်ကြိုက်ခဲနေမယ်နောက်တစ်ခုက brain fog လို့ခေါ်တဲ့အာရုံစူးစိုက်ရခက်ခဲခြင်းစတာတို့ကြုံတွေ့ရပြီးနှစ်ပတ်ကနေလာချီတဲ့အထိကြာမြင့်နိုင်တာဖြစ်ပါတယ်ကိုဗစ်ဖြစ်ကြောင်းအတည်ပြုချက် ဘယ်လိုစစ်ဆေးမလဲပုံမှန်ရိုးရိုးဖျားနာတာနဲ့ရောနှောတတ်တာမို့လို့ဖျားနာကြိုက်ခဲတဲ့အကြောင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြီလို့တန်တရာရှိလာရင် rapid antigen test RAT လို့ခေါ်တဲ့ test kit ကိုသုံးပြီးတော့ကိုယ်တိုင်ပဲအိမ်မှာစစ်ဆေးကြည့်လို့ရပါတယ်။ဒီတော့စွစွန်ကြိုတင်သိနိုင်တာဖြစ်လို့ကြိုတင်လုံဆောင်နိုင်မယ်။အကယ်၍ဒီလိုစစ်ဆေးလို့ COVID ဖြစ်ကြောင်းသိပြီးဆိုတာနဲ့စေကူတာဖို့မြင်ဆင်လာတာမျိုးခက်မြန်မြန်ပြန်လို့နေကောင်းလာနိုင်ပါတယ်။ ။တခုချင်းချက်အနေနဲ့ရှိတာကတော့ဒီလိုစစ်ဆေးတဲ့ IAT testing မှာ COVID virus မရှိဘူးနော်လို့အဖြေအနေနဲ့မြင်းချောင်းတစ်ချောင်းနဲ့ပေါ်လာတယ်ပေါ့။ဆိုရင် COVID negative ဆိုပြီးတော့အနှုတ်အဖြေပေးနေခြင်းကလုံးဝ COVID ရောဂါကင်းစင်ကြောင်းမရှိပါဆိုတဲ့အကြောင်းယာနှုံးပြတ်တည်ပြနိုင်တာမျိုးတော့မဟုတ်ဘူးပေါ့နော်။ ။ဘာလို့လဲဆိုရင်သူကချက်ချင်းသိနိုင်တဲ့ rapid test ကနည်းစနစ်ဖြစ်လို့ပါ။တကယ်လို့များလူနာအနေနဲ့ဖျားတာနာတာပြင်းထန်နေမယ်။ COVID virus ရဲ့လက္ခဏာတွေဆက်လက်ရှိနေမယ်ဆိုရင် အပေါ်မှာပြောခဲ့သလိုကိုခံအားနေတဲ့သူ အပြော့အနေရရှိလွယ်သူများလည်းဖြစ်ခဲ့မယ်ဆိုရင်တော့ဒီ test kit ထက်ပိုလို့အတိအကျသိနိုင်မယ် Polymerase Chain Reaction PCR လို့ခေါ်တဲ့စမ်းသပ်စစ်ဆေးမှုနဲ့ပြုလုပ်ပြီးကိုဗစ်ရောဂါဖြစ်မဖြစ်အတည်ပြုဖို့တိုက်တွန်းလိုက်ရပါတယ်။ကိုဗစ်ရောဂါမဖြစ်ဖို့ကာကွယ်ဆေးထိုးလို့ကြိုတင်ကာကွယ်ပါ။ကိုဗစ်ဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးများဟာဒီနေ့ဒီအချိန်ထိရောဂါကာကွယ်ရေးအတွက်ထိရောက်မှုရှိနေစေဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးကို အခုချိန်မှာ လူအတော်များများထိုးပြီးနှင်ကြပါပြီ။ဒါကြောင့်အထူးသဖြင့်ကိုခံအားနည်းတက်သူတို့အတွက်ထပ်ဆောင်အနေနဲ့ဘူစတာကာကွယ်ဆေးထိုးခြင်းကိုထပ်လုပ်ပေးဖို့လို့ကြောင်းအကြံပြုပါရစေနော်။ကိုဗစ်ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးထားရဆိုရင်တကယ်လို့ယောဂဝေဒနာဖြစ်လာခရင်တော့ခံစားရမယ့်ယောဂလက္ခဏာအချိန်ကြာမြင့်ခြင်းကို short ချပေးနိုင်တာဖြစ်လို့ long covid ဖြစ်ပွားမှုကလည်းကာကွယ်ပြီးသားအနေနဲ့ဖြစ်စေနိုင်ပါတယ်နော် ကိုဗစ်ရောဂါကူးစက်ခြင်းများလာတာစိုးရိမ်စရာရှိမရှိဆိုတဲ့အချက်ကိုဆက်လို့နားဆင်ကြည့်ပါအောင်နော်ကိုဗစ်ရောဂါပိုးရဲ့အကြောင်းအတော်များများပြောခဲ့ပြီးပြီမို့အခုမှတော့လက်တလောကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ data တို့နဲ့အတူကိုဗစ်ရောဂါကူးစက်ခြင်းသည်စိုးရိမ်စရာရှိမရှိဆိုတာကိုဆက်လို့ပြောပြပြီးသွားပါမယ်။ ကမ္ဘာနှက်ကကိုဗစ်ရောဂါခံစားရတဲ့ဒေသတွေကိုတိတိကျကျမဖော်ပြနိုင်မိမဲ့လို့ဒီ2025ခုနှစ်ထဲမှာဆိုရင်ဟောင်ကောင်၊စင်ကာပူနဲ့ထိုင်းနိုင်ငံတွေမှာ ကိုဗစ်ရောဂါအသစ်ဖြစ်ပွားမှုခက်မြန်းများမြင့်တက်လာတယ်ဆိုတဲ့သတင်းတွေကိုမြင်နေကြနေရပါတယ်။ကမ္ဘာ့ကျန်းမာရေးဌာနအနေနဲ့ကတော့အချို့သောအရှိတောင်အာရှဒေသတွေမှာကိုဗစ် -19 ရောဂါဖြစ်ပွားမှုများလာတာကိုစောင့်ကြည့်စေအခြေအနေလို့သတ်မှတ်ထားပါတယ်တဲ့ ဒါကိုကာကွယ်ကုသရေးထိန်းချုပ်ရေးလှုပ်ဆောင်မှုရှိရပြီးအရှိတောင်အာရှရဲ့အာဆီယံအဖွဲ့အစည်းတွေနဲ့အတူသတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေအတိုင်းပူးပေါင်းလို့ပြည်နိုင်ဆောင်ရွက်နေပါကြောင်း Department of Health DOH ကတည်င်းထုတ်ပြန်ချက်မှာတွေ့ရပါတယ် ဒီမှာတော့အရှိတောင်အာရှရဲ့ထိုင်းနိုင်ငံနဲ့ဖိလစ်ပိုင်နိုင်ငံတို့မှာကိုဗစ်ရောဂါဝေဒနာဖြစ်ပွားပုံအကြောင်းအချက်ဒေတာများနဲ့လိုက်နာလုံဆောင်တင်တာများကျန်းမာရေးဌာနရဲ့အကြံပြုထားချက်တွေကိုဆက်လို့တင်ဆက်ပေးသွားပါမယ်ထိုင်းနိုင်ငံမှာအခု2025ခုနှစ်မေလအတွင်း COVID-19 ရောဂါပြန့်ပြစ်လာနိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေကိုကြည်ကြဲလောင်လောင်ရေးသားအပြောများလာကြပါတယ်။ ဆိုတော့လူတွေကိုအယမ်းစိုးရိမ်ကြတဲ့အခါတတိပြုတ်တဲ့နယ်တိုက်တွန်းနှိုးဆော်ချက်တွေဘလို့ရှိမလဲလို့ထိုင်းနိုင်ငံဆိုင်ရာပြည်သူ့ကျန်းမာရေးဝန်ကြီးရဲ့ပြောပြချက်တို့ကိုအရင်ဆုံးအနေနဲ့တိုက်ဆိုင်နာဆင်ကြည့်ရအောင်ပါ ဖျားနာနေထိုင်မကောင်းဖြစ်ရတဲ့ဖြစ်ရပ်တွေအထဲမှာကိုဗစ်ရောဂါဖြစ်ပွားမှုကိုခွဲခြားလို့အရေးအတွက်အနေနဲ့ကြည့်ရမယ်ဆိုရင်ကိန်းကနန်းအရေးအတွက်ပေါ်မူတည်လို့ပြောရတာများကောင်းများနေပေမဲ့ကိုဗစ်ရောဂါမဖြစ်ခင်ကြိုးကျင်ကာကွယ်ရမယ့်အချက်တွေကိုလုံဆောင်ပေးကြမယ်ဆိုရင်အစိုးရိမ်လုံလောက်တဲ့ထိတိုင်အောင်လူထုတည့်ရလုံးစီကိုပြန်လည်ကူးဆက်ဖြစ်ပွားနိုင်တာမဟုတ်ပဲ mind symptoms လို့ခေါ်တဲ့ရောဂါလက္ခဏာတွေလောက်ပဲဖြစ်တတ်ပါတယ်လို့ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာနကပြောပြထားတာတွေ့ရပါတယ်။ အခုနှစ်2025ဇန်နဝါရီတရက်နေ့ကနေမေလ10ရက်နေ့အထိထုတ်ပြန်ချက်အရထိုင်းနိုင်ငံတစ်ခုလုံးအတွင်းမှာ COVID-19 ပြန်လည်ဖြစ်ပွားမှု9000ကျော်နဲ့ဒီအထက်ကမှသေဆုံးမှုစုစုပေါင်း16ခု ရှိခဲ့ပါတယ်။တနိုင်ငံလုံးအခြေအတွက်နဲ့ကောက်ချက်ဆွဲရရင်ဘန်ကောက်မြို့မှာ COVID ရောဂါခံစားရသူအများဆုံးဖြစ်ပါတယ်။စုစုပေါင်းဖြစ်ပွားတာက 16000ကျော်ဖြစ်ပြီးတော့အဖြစ်အများဆုံးလို့ပြောရမယ့်အချိန်ကတော့ April 29ရက်နေ့ကနေမေလ3ရက်နေ့အထိစုံကရန်ပွဲတော်ကျင်းပပြီးတဲ့အချိန်ဖြစ်ပါတယ်ကနေရီအတွက်လည်းပြောရရင်တော့အဲ့ဒီအချိန်ခါကာလမှာ case ပေါင်း14000ကျော်နဲ့အဖြစ်အများဆုံးအခြေအနေတစ်ခုမှရှိခဲ့တယ်လို့ပြောလို့ရပါတယ် ဒီဝေဒနာကြောင့်သေဆုံးရမှုလည်းနှစ်ခု ဖြစ်ခဲ့ပါတယ်ဒီတော့ထိုင်းနိုင်ငံရဲ့အခြားပြည်နယ်တွေထဲမှာလည်းဖြစ်ပွားမှုများတာတွေရှိပြီးတော့ချွန်ဘူရီမြို့နယ်မှာဆိုရင် case ပေါင်း1000ကျော်၊ Northern Bury မြို့နယ်မှာဆိုလို့ရှိရင် case ပေါင်း800ကျော်နဲ့ Yerong မှာ case ပေါင်း900ကျော် ဖြစ်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။နောက်ထပ်ဆက်လို့ကြည့်မယ်ဆိုရင်တော့မေလ၄ရက်နေ့ကနေ မေလ10ရက်အတွင်းအစ်စ်ဖြစ်ပွားမှုအရေအတွက်က12000ကျော်ထိရော့နေလာတာကိုတွေ့ရပါတယ်။ကိုဗစ်ဝေဒနာအဖြစ်များလာတဲ့အကြောင်းရင်းအနေနဲ့ကတော့မိုးရွာသည်ဖြစ်တာကြောင့်တစ်ချက်နဲ့လူစုလူဝေးထူထပ်ခြင်းဖြစ်တာတွေက ရောဂါပြန့်နှံ့မှုကိုတိုးစေပါတယ်လို့ထိုင်းနိုင်ငံရဲ့ကျန်းမာရေးဝန်ကြီးကဆက်လို့ပြောပြပါတယ်။ ကိုဗစ်ကအခုဆိုရင်တစ်နှစ်ပတ်လုံးဖြစ်နေနိုင်တဲ့ရောဂါတစ်ခွဲဖြစ်လွန်နေပါပြီ။ပြန့်နှံ့တာလွယ်ပေမဲ့အသက်သေးဆုံးမှုအနေနဲ့မှာတော့ဟိုရခင်ဖြစ်ခဲ့တာနဲ့ဆိုင်ရင် ရော့နယ်လာပါပြီ။အရင်ပဲစိုးရိမ်နေကြီးဖြစ်လောက်တဲ့အခြေအနေမျိုးအထိအကြောက်လွန်စရာမလိုပါဘူး။ဒါပေမဲ့လူတိုင်းကတော့တတိထားရမှလေးတွေရောရှိပါတယ်။လူမှုကျန်းမာရေးအတွက်ထုတ်ပြန်တဲ့အမိတ်ညွှန်ကြားချက်တွေကိုလိုက်နာသင်ပါတယ်။လူစုလူဝေးများတဲ့နေရာနဲ့ အဲ့ဒီကိုသွားတဲ့အခါနှာခေါင်းစီးတက်ဆင်ခြင်း mask တက်ဆင်ခြင်းလုပ်ပေးပါလို့ထိုင်းကျန်းမာရေးဝန်ကြီးကဆိုပါတယ်ကိုဗစ်လက္ခဏာတွေရှိတယ်လို့ခံစားလာရတဲ့အခါမှာတော့ဖျားနာခြင်းချောင်ဆိုးခြင်း၊နေချောင်းနာခြင်းနဲ့ကိုခံအားကျခြင်းလိုမျိုးဖြစ်တတ်ပါတယ်ဒီလိုလက္ခဏာတွေခံစားရတဲ့အခါမှာကိုဗစ်ရှိမရှိမိုင်းဖြတ်သိရှိစေနိုင်မဲ့ antigen test kit လို့ခေါ်တဲ့ ATK စံသက်ကရိယာနဲ့ကိုယ်တိုင်းစစ်ဆေးကြည့်လို့ရပါတယ်။ဒီစံသက်စစ်ဆေးရဲ့အဖြစ်မှာကိုဗစ်ဝေဒနာဖြစ်ကြောင်းသိကြခဲ့ပြီဆိုရင်တော့လူနာကိုယ်တိုင်းကလူဒုနဲ့တိကျနေထိုင်ခြင်း၊ isolate နေထိုင်ခြင်းလုပ်ရမှာပါလို့အကြံပြုထားချက်ကိုလည်းတွေ့ရပါတယ်နော်။နောက်ထပ်ကတော့ဖိလစ်ပိုင်ကျန်းမာရေးဌာနက အခု2025ခုနှစ်မေလမှာထုတ်ပြန်ထားချက်တို့နဲ့ကိုဗစ်ဖြစ်ပွားနှုန်းမြင့်မာလာတာပြီးစိုးရိမ်ရသလားဆိုတဲ့အချက်ကိုနှိုင်းချိန်လို့ရအောင်နားဆင်ကြည့်ရအောင်ပါကျမ်းမာရေးဝန်ကြီးဌာနကအချက်အလက်နဲ့ထုတ်ပြန်ရမှာဖိလစ်ပိုင်နိုင်ငံအတွင်း2024ခုနှစ်ကကိုဗစ်ရောဂါဖြစ်ပွားမှုသည်တေဆုံးမှုနှုန်းနဲ့နှိုင်းယှဉ်တဲ့အခါမှာယခုနှစ်2025ခုနှစ်မှာတေဆုံးမှုသည်89ရာခိုင်နှုန်းလျော့နေသွားခဲ့တယ်လို့ဆိုပါတယ် အချက်အလက်အတိအကျနဲ့ပြောရရင် COVID-19 ရောဂါဝေဒနာပေါင်းကိုရခိုင်နှစ်မှာ14000ကျော်ဖြစ်ခဲ့ပြီးအခုနှစ်ပိုင်းအတွင်းမှာတော့1900ကျော်သာစစ်ဆေးတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ဒါဖြင့် covid ရောဂါဖြစ်ခြင်းကြောင့်သေဆုံးမှုကိုအချိုးရာဂိုင်းနှုန်းချလို့ပြောကြမယ်ဆိုရင် 1.73တက်သမ13ရာခိုင်နှုန်းသက်သာရှိပါတယ်နော်အခုနှစ် match လ23ရက်နေ့ကနေ April လ5ရက်အတွင်းမှာ covid ဖြစ်တဲ့အရေးအတွက်ပေါင်း82ခုရှိခဲ့တယ်လို့ဆိုပေမဲ့ April 6ရက်နေ့ကနေ19ရက်အတွင်းမှာတော့ယောဂအရေးအတွက်ဟာ65ခုအထိလျော့နေသွားတယ်လို့ဆိုပါတယ်ဒီတော့ဒီသတင်းအပေါ်အခြေခံလို့ကြည့်ကြမယ်ဆိုရင်မကြသေးတဲ့အချိန်ကာလအတွင်းမှာယောဂဖြစ်ပွားမှုညှော့နေလာတယ်လို့ဆိုရမှာပါ ဖိလစ်ပိုင်ကျန်းမာရေးဌာနကတော့ဒီလိုအကြံပေးထားပါတယ်လူတို့အနေနဲ့အကာအကွယ်လုံးဆောင်လို့သတိပြုကြမယ်ဆိုရင်အရန်ဆိုးရိမ်တကြီးကြောက်စရာမလိုပါဘူးလို့ပြောတာဖြစ်ပါတယ်။ယောဂဖြစ်ပွားခြင်းကအရင် ခုနှစ်တူတုန်းကနဲ့ရှင်းကြည့်မယ်ဆိုရင် ရော့နယ်လာတာကတော့အမှန်ပါ။ ဒီအထဲမှာကာကွယ်ရေးလှုပ်ဆောင်ရမယ့်အချက်တွေကိုတော့လုံးဝမမေ့သင့်ပါဘူးနော်။ဆိုရင်ကျန်းမာရေးဝန်ကြီးဌာနဖြစ်တဲ့ DOH ကလူထုအတွက်ကိုဗစ်ရောဂါမဖြစ်ရလျောက်ကာကွယ်လှုပ်ဆောင်နိုင်မယ့်အချက်လေးများပြောပြပေးထားတာကိုဆက်ပြီးနားဆင်ကြည့်ရအောင်ပါ။ဆေးရုံနဲ့ကျန်းမာရေးစောင့်ရှောက်တဲ့ဌာနများမှာနှာခေါင်းစည်း mask ကိုတက်ဆင်ပါ။တကယ်လို့ဒီလူတယောက်ဟာဖျားနာနေခြင်းဖြစ်ခဲ့ပါဆိုရင်အိမ်မှာသာနေပေးပါ။ ချောင်းဆိုးနှာချေဖြစ်တဲ့အခါမှာအကာအကွယ်တစ်ခုခုနဲ့ဖုံးအုပ်ပါဆက်ပြနေရှိသုံးလို့ဆေးကြောပြီးကိုယ့်ရဲ့လက်များကိုတန့်စင်နေပါစေကိုဗစ်ရောဂါလက္ခဏာဖြစ်ပြီးလို့တန်းတရရှိတာနဲ့မြ мян ဆန်ဆန်ကျန်းမာရေးပညာရှင်စီတွားပြီးဆွေးနွေးကူတာမှုခံယူပါအထူးသဖြင့်အသက်အရွယ်ကြီးသူများကိုဝန်ဆောင်မိန်းကလေးများနဲ့ကလေးသူငယ်တွေဒါအပြင်ယောဂတစ်ခုခုရှင်းနေပြီးသူတို့ဟာဆိုရင် ဒီကိုဗစ်ရောဂါဖြစ်နေတဲ့လက္ခဏာရှိသူတွေနဲ့မထိတွေ့ဖို့မဆက်ဆံဖို့တတိထားကြရပါမယ်။ဒါပြင်တကိုယ်ရည်တန့်ရှင်မှုရောပတ်ဝန်းကျင်တန့်ရှင်မှုပါဖြစ်စေဖို့အတွက်စီကံတကြလိုက်နာလှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ဒီအထဲကမှယောဂလက္ခဏာပြင်းထန်လာသူတွေအနေနဲ့ကတော့ချက်ချင်းပဲဆေးကုသမှုအကူအညီလိုအပ်ပြီဖြစ်လို့ဆေးကုသရေးစင်တာစီတွားလို့ခက်မြင်မြန်ကုသမှုခံယူပါလို့ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနကဆိုထားပါတယ်။ ဟုတ်ကဲ့ပါရှင်အခုအထိနားဆင်ခဲ့ကြပြီးပြီဆိုတော့ကိုဗစ်ရောဂါဝေဒနာရဲ့ဆောင်ရန်ရှောင်ရန်များနဲ့ဒီကိုဗစ်ဝေဒနာဟာအခုနှစ်ပိုင်းတွေမှာစိုးရိမ်ရမယ့်အဆင့်အခြေအနေနဲ့အလောတကြီးကြောက်လန့်ရမလားဆိုတဲ့မျိုးကိုနားဆင်သူကိုယ်တိုင်ဖြေခဲ့ကြပြီးပါပြီနော် ်ကာကွယ်ခြင်းသည်ကုသခြင်းထက်ကောင်း၏ဆိုတဲ့ဆောင်းမုတ်ကလေးလိုပဲယောဂဝေဒနာကိုစောစောကြိုတင်ကာကွယ်နိုင်ကြပါစေအယံကြီးအစိုးရိမ်လွန်တက်တဲ့တို့ရဲ့စိတ်တွေကိုတတိချောနဲ့အုံလို့အကြအလတ်မဖြစ်စေဖို့ရင်ဒီအစီအစဉ်လေးကနေကိုယ်တိုင်ကျမ်းမာဖို့ရောတုတရနိုင်စီကြောင်းအတွက်ပါတောင်းဆိုပြုလိုက်ရပါတယ်သိလို့တဲ့အကြောင်းအရာများရှိရင် comment ပေးပြီးဝင်ရောက်ဆွေးနွေးမြင်းမြန်လို့ရပါတယ် ကောင်းတဲ့အချက်တွေအမိရယူဖို့အမြဲတည်းရကြပါလို့တိုက်တွန်းလိုက်ရပါတယ်နော်။